အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဟို Manchester United အကြောင်းလေးကိုဒါကျွန်တော်တို့ဆက်ပြီးပြောအောင်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော် father ကြီးနဲ့ကျွန်တော်နဲ့အခုနောက်ပိုင်း father ရဲ့အခုလက်ရှိကျွန်တော်နဲ့အတူတူပြန်နေပြီးပြန်နေပြီးပြန်နေနေပြီးဖြစ်တဲ့အတွက်ကြောင့်ဒါကျွန်တော် father နဲ့ Manchester United အသင်းကြောင်းပြောခဲ့တယ်ပေါ့နော် မန်ချက်စတာယူနိုက်တက်အသင်းပြောင်းပြောတဲ့အချိန်မှာဖာသာကြီးကမနိုင်ပြောမှာသူကတော့လက်ရှိယူနိုက်တက်အသင်းကိုတော်တော်ကြီးကိုစိတ်ပြတ်နေပြီတော်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 ကြီးကိုစိတ်ပြတ်နေပြီဒါယူနိုက်တက်အသင်းကိုလက်ရှိမှာလူတိုင်းစိတ်ပြတ်တာပေါ့နော်အဲ့တော့ယူနိုက်တက်လက်ရှိယူနိုက်တက်ရဲ့လက်ရှိဒါကျွန်တော်တို့ဘယ်လိုပြောမလဲဖာသာကြီးပြောတာကျွန်တော်ဟိုကစားတပားရဲ့ဟိုဟိုပြောမလဲနီးပြကြီးပြောပြဿနာမှုတော့ဒါကဖာသာကြီးပြောလို့ပဲလက်ရှိမှာစပါကောတာကျွန်တော်ယူနိုက်တက်ကိုတော့ခြုံပြောတော့ပါပေါ့နော်ခင်ဗျာသူပြောတဲ့စကားတခုမှကျွန်တော်လေးသဘောကျတာအခုချိန်မှာဒါဘယ်နီးပြပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ဟို လာပြီးနီးပြလို့ရင်ဘလို့မှအဆင်ပြေနိုင်မဲ့အနေဒါမှမရှိတဲ့ပြဿနာကတော်တော်လေးကိုဆိုးရွားတယ်လို့ဒါကျွန်တော်တို့အကုန်လုံးကပြောတဲ့သဘောမှရှိတယ်ပေါ့နော်ပြောချင်တာက United အတင်းနေနဲ့အန်ကိုချ်ဖို့ဖြစ်နေတာလားအဲ့ဒါကလက်ရှိဒါကျွန်တော်တို့ဟိုပြောရမယ့်အနေဒါပေါ့နော်အန်ကိုချ်ဖို့ဖြစ်နေတာလားအန်ကိုချ်ဖို့ဖြစ်နေတဲ့အနေဒါတစ်ခုကိုမှဒါကျွန်တော်တို့ဘယ်လိုလုပ်ရမှာလဲအဲ့ဒါကတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်ပဲအန်ကိုချ်ဖို့ဆိုတာဘာလဲ United အတင်းကလက်ရှိမှာနီးပြနဲ့မဆိုင်မနေအတင်းကိုယ်တိုင်ကလွဲမားနေတာလား အဲ့ဒါကအဖေပြောတဲ့ချက်ပဲ ခုချိန်မှာဒါကျွန်တော် father ကြီးပြောတဲ့ပုံစံအရဆိုရင် Manchester United အသင်းအနေနဲ့တည်ကြတာတခုကလုံးဝဒါကျွန်တော်တို့နီးပြနဲ့မသက်ဆိုင်တော့ဘဲနဲ့ဒါအသင်းဘက်ကလည်းလိုအပ်ချက်တွေများတယ်ဥပမာလက်ရှိမှာဒါကျွန်တော်မနေ့ကအပွဲစဉ်အမှားတွေပေါ့နော်ဥပမာလက်ရှိမှာဒါကျွန်တော်တို့ပြီးလိုက်တဲ့ Dunko Mazraoui ရဲ့ဒါ physically weak area ပြီးလိုက်တဲ့ Bigo တွေရှိတယ်။ဘယင်နာရဲ့ပြီးလိုက်တဲ့ Bigo တွေရှိတယ်။အဲ့တော့ပြောချင်တာကခုနကခင်ဗျာ chatlock နီးပြအပြည့်တင်လို့ရပြီမယ်။တခါကျရင် United အသင်းရှုံးနေတာနီးပြရဲ့ပြဿနာမဟုတ်ဘူးလေကျွန်တော်အဖြစ်နဲ့ကျွန်တော်လည်းအမြင်တူတယ်ပေါ့နော်။အဲ့တော့ဒါနေရာမှာကျွန်တော်ကဒါ personally ရဒါကိုကျွန်တော်လည်းလက်ခံတယ်100%လက်ခံတယ်တမန်ပါ။ဒါပေမဲ့ United အသင်းနဲ့အခုလက်ရှိမှာ project ဆိုတဲ့အရာကနှစ်တိုင်းလိုလိုဖြစ်လာခဲ့တယ်။ဒါအခုလက်ရှိမှာဒါကျွန်တော်ပြည်သက်တွေတော့မသိဘူး။ကျွန်တော်တို့က project ဆိုတဲ့ဥစ္စာကြီးတော်တော်မုန်းလာခဲ့ပြီပေါ့နော်။ Ruben Amorim ကိုလည်းဒါလက်ရှိမှာ Indian Soul အုပ်စုအနေနဲ့ project ဆိုတာအသင့်သုံးပုံစံမျိုးလဲဝယ်ခဲ့တာပါပါတယ်။ဒါပေမဲ့ United အသင်းကိုလက်ရှိမှာကျွန်တော်ရဲ့ past name ရဆို confidence ရှိလာဆို confidence လို့ရှိသေးတယ်။ဒါပေမဲ့ pension နေတဲ့ဒါကြီးကိုတစ်လုံးတစ်ခုခုတော့လွဲနေတယ်ဗျာဒီလား။ဒါဘာလို့ဆိုကျွန်တော် ဟိုဖာသာကြီးအရင်တော့ဒါကြည့်ခဲ့တဲ့ United အတင်းနဲ့ခု United အတင်းနဲ့တော်တော်လေးကိုကွာခုနပေါ်သူပဲကွာတဲ့အချက်ကလည်းအများကြီးရှိတာပေါ့နော်အများကြီးအများကြီးရှိတယ်ဒါကျွန်တော်စကားလုံးနေလည်းပြောဘူးလို့တယ် ဲ့ဒါကဘာလဲဆိုတော့အဓိကကြတဲ့အချက်တခုကိုပြောပါဆိုအကြီးအဓိကကြတဲ့အချက်တွေကိုဆွေးနွေးရမယ်ဆိုရင် conversation wine နဲ့ဆွဲတင်မယ်ဆိုရင်တော့ဒါဇင်းမြစ်ပဲအသေးအနေနဲ့အခုလက်ရှိမှာဒါကစားသမားတွေကလည်းတကယ်တည်း mentally ဘိုင်းရောဒါ physically ဘိုင်းရောတော့အတော်လေးအားနေနေတယ်ဒီနေ့မှာဒါကျွန်တော် riking riking ပြောတာကိုကျွန်တော်တော့ personally လက်ခံနေသဘောလဲကြားတဲ့ချက်ရှိတာကသူ့အနေနဲ့ united အသေးအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ကစားသမားရဲ့ဒါစိတ်ခန္ဓာကိုယ်တွေမဟုတ်ဘဲဟိုကိုယ်ခန္ဓာကိုယ်တွေမဟုတ်ဘဲနဲ့စိတ်ပိုင်းမှာတော်တော်လေးအားနေနေအဲ့တော့ဟုတ်တယ်ဗျ united အသေးကပြဿနာအရင်တော့က ဆိုမမဲ့ရတာကျွန်တော် United အတင်2-1လောက်နဲ့ရှုံးနေဆို they want to turn around ဟုတ်တော့ United အတင်ငါတို့ပြန်ပြီးဒီရောက်နောက်ဆုံးပြန်မမဲ့ရနောက်ဆုံးပေါ့နော်ဒီလိုမျိုးစိတ်ကြီးတာ Mourinho ခက်လောက်ထိ at least ပြန် United အတင်ကရှုံးနေပြီဆိုအပြည့်ဝမရှုံးဘူးဒါနောက်ကနေပြန်လာမမဲ့ရတယ်မမမီမတင်နဲ့ Mourinho မဟုတ်ဘူးအဲ့ဒါ ိုလီဂနာဆိုရှယ်ခစ်တင်နေဆောက်တန်းငုံတာကျွန်တော်ပထမပိုင်းမှာနေတာ3ဇီလောက်နဲ့ရှုံးနေပြီးတော့နောက်ကနေပြီးတော့ဒါကျွန်တော်2ဇီနဲ့ရှုံးနေပြီးနောက်ကနေ3ခုပြန်လိုက်ပြီးစကော့မက်တော်မနီနဲ့တွင်းခုနေနိုင်ခဲ့တဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ပြောချင်တာက United အသင်းအတွက်ကတကယ်တမ်းအရန် crucial ဖြစ်လွန်းတဲ့အချက်တစ်ခုကိုဗာလူပြောပါလဲဆိုရင်တော့စိတ်တပိုင်ဆိုင်ရပဲဗျ United ခုနကမြန်မာလိုပြောရမယ်ဆိုရင်တရဲနီစိတ်တပျောက်ဆုံးခြင်းပေါ့ Manchester United အသင်းနေတယ်အခုလက်ရှိမှာဟို Manchester United ဆိုတဲ့ဒါတရဲနီစိတ်တကြီးကလုံးဝဒါကျွန်တော် distinguish ဖြစ်သွားတယ် ပျောက်နေတာဗောနောပျောက်နေတဲ့အချက်ကတော်တော်လေးကိုကျွန်တော်ရဲ့ past နဲ့အမြင်မှာစိုးတယ်လို့ပဲကျွန်တော်နေနဲ့မြင်တယ်အဲ့ဒါကြီးကိုဘယ်လိုပြန်ရှာမလဲတကယ်ညီစစ်ချက်ကပြန်ရှာလို့ရတဲ့ဥစ္စာမဟုတ်ဘူးဗျဒါတကယ်မှန်တဲ့စကားလုံးပဲ။တကယ်ကျွန်တော်အဖေပြောလို့ပဲဟိုနိုင်လူစိတ်ကပြန်ရှာလို့မရ။နိုင်လူစိတ်ကမွေးရတာ။အဲ့ဒါကျွန်တော်အဖေကျွန်တော်ငငယ်လေးကကျွန်တော်သင်ပြီးတဲ့ချက်ပဲ။လက်ရှိမှာ United ကဒါမျိုးပြောင်းနေတာပဲ။ဟိုပြောရမယ်ဆိုရင်ဒါဟို United အသင်းစီကနိုင်လူစိတ်ကြီးပြောင်းနေတာ။အခုနောက်ရှုံးပြီဆိုလဲအေးရှုံးပေါ့ကွာ။ United သင်ခုနကပြောလို့2-1ဖြစ်သွားတယ်။ Okay ရှုံးပေါ့။ဘာဖြစ်လဲ။ခုနကသူအချိန်နဲ့ပတ်ဆိုင်ရပါပဲ။ ကျွန်တော်မနေ့ကတော့မှဒါ Matthews corner နဲ့ပတ်သက်ပြီးတော့ဒါ United Arena ရဲ့ comment အောက်မှာကျွန်တော်မှတ်လိုက်သေးတယ် Matthews corner မှတ်မယ်ရသူ့အနေနဲ့သူ့ရဲ့ဒါအနာဂတ်နဲ့ပတ်သက်သူကဒါဘာညာရေးတယ်ပေါ့နော်ဒါပေမဲ့ပြောချင်တာလက်ရှိဒါကျွန်တော် Premier League ရဲ့ဒါကျွန်တော်အချီနီဒီယာအခုလက်ရှိဒါကျွန်တော်ပြောင်းလဲလာတဲ့ Kiji မှာဘုံသမားတွေကတော့ကြီးစားဖြစ်သွားပြီတာကြီးကလက်ခံရမယ်ဟုတ်တယ်ဟုတ်ဒါကခုနကအသင်းအတွက်ပေးဆက်လူချင်းစိတ်ကစားသမားတယောက်နှစ်ယောက်ရှိမယ်ဒါပဲဒီထက်ဘုံမပူးအဲ့အသင်းထက် ပေးဆက်လူချင်းစိတ်ရှိတဲ့ကစားသမားအသိအမှန်များများရှင်အဲ့အသိကများများအောင်မြင်မှုတွေများဘာလို့နိုင်လူစိတ်ပြင်းထန်လဲအဲ့တော့နိုင်လူစိတ်ပြင်းထန်မှုကဘယ်လောက်ထိရေးပါလဲဆိုတော့ခင်ဗျာသူ United ပြည်သူတွေကျွန်တော်ထပ်ပူတည်มาဖြစ်ပါတယ်ဟုတ်တယ် United လက်ရှိတဲ့ generation gap တွေတခုလုံးမှာ generation တခုလုံးမှာအောင်မြင်တဲ့ generation တွေမှာဘာနဲ့ပဲဦးဆောင်လာနိုင်လူစိတ်နဲ့ဦးဆောင်လာခဲ့တာပဲ Sales Ferguson ဆိုနိုင်လူစိတ်နဲ့ဦးဆောင်ခဲ့တာပဲ လုံးဝခုနကပြောဆို star မမဲ့ရရနယ်ဒိုထွက်သွားပြီးနောက်ပိုင်းအသင်းမှာ star player ဆိုတဲ့ပုံစံမျိုးမရှိဘဲနဲ့တင်းမွန်ဆိုတဲ့နိုင်လူစိတ်နဲ့ပဲဒါကျွန်တော် United အသင်းရုန်းကန်ခဲ့ရတာပဲအငင်းလို့ရတယ်အရင်တော့အသင်းနေနေလောက်တီတခုနကပြောဆိုပေတာဟို competitive မျိုးဒါမျိုးညင်းလို့ရတယ်မှန်တယ်ဒါပေမဲ့ပြန်စစကြည့်အောင် United တင်းနေခုနပြောဆိုဘယ်တော့မှဒါကျွန်တော်တို့ပွင့်ပြီးတကင်မရှုံးသေးဘူးဆိုတဲ့စကားလုံးက United စီကထွက်ခဲ့တဲ့ဥစားဖြစ်တယ်အခုလက်ရှိမှာဒါကျွန်တော်တို့2-1ဆိုတဲ့ရလက်ကိုကြည့်ရတယ် United တင်းကရှုံးမှုရာခိုင်နှုန်း80%ခန့်လုံးဖြစ်နေပြီအဲ့တော့ United ရဲ့ကျွန်တော်တို့နောက်ပေါ်တယ်ဘောလုံးတင်းတင်းမှာပေါ့နော်ဒါကျွန်တော်တို့ဘောလုံးရဲ့ဒါကျွန်တော်စိတ်တက်ကြီးပျောက်ဆုံးသွားပြီဆိုရင် it's very hard to find ဥပလရှိကျွန်တော်တက်သူများတင်းပြောကိုရီတင်းလိုပဲအရင်တော့ Tottenham Hotspur တင်းဆိုရင်ခုနကပေါ်လို့ပဲအတင်းတင်းကနိုင်လို့စိတ်မမေ့ရဘူရစ်ချာပိုချတီနိုကကျွန်တော်တို့ဘာလို့အမြင်ဆုံးမှာရှိလဲအတင်းတင်းလုံးကနိုင်လို့ရှိတယ်အတင်းတင်းလုံးကပေးဆက်လို့ခြင်းစိတ်ရှိတယ် Harry Kane လိုကစားသမားမျိုးကဒါအချိန်ပဲလို့ဂိုးတွေ့ရမှန်းသိတယ်ဆောဟောင်းမျိုးကစားသမားကတော့တောင်းမယ်ဘယ်လိုပြေးဘယ်လိုလုပ်ပြရမှန်းသိတယ်အခုလက်ရှိမှာ Spurs တင်းကိုကြည့်လိုက်အာကျွန်တော်တို့တက်ခုနကပေးရင်ပို့အဆိုးဆုံးကဘာလဲသိလားစိတ်မပါတဲ့တောင်းပန်မှုတွေကျွန်တော်တို့ရရတာပဲ ဲ့ဒါကလက်ရှိမှာအဆိုးရွားဆုံးချက်ပဲစိတ်မပါတဲ့တောင်းပန်မှုတွေကကဘာမှယွန်းစရာကောင်းမှုယွန်းစရာအကောင်းဆုံးတာကျွန်တော်တောင်းပန်မှုတွေပဲခပြတကယ်ဖျားဆိုရတာကစိတ်မပါတဲ့တောင်းပန်မှုတွေကအင်မတန်မှယွန်းစရာကောင်းမှုဥမာလက်ရှိမှာပြောခုနကပြောသူတို့ပွဲရှုံသွားတယ်အာကျွန်တော်နောက်တော့ပွဲကြဒီထက်ပူကောင်းအောင်ချိုးဆွသွားမယ်သူတို့ကလီပဲသီးလားလီပဲခင်ဗျာလီပဲဖျားဆုလီပဲအဲ့ထက်ပူဘာမှမကောင်း Instagram အခုလက်ရှိ social media ခက်မှာကျွန်တော်ဒါအားပုံမုန်းတယ်။တို့နေတောင်းပန်နေဆိုတာကိုကိုင်းထဲမှာပြဥမာလက်ရှိမှာ example ပြောအောင်ဗျာခုနေမသိဘူးကျွန်တော်မနေ့ကစပါးနိုင်ပုံစံဗျာ तू ရခုနက तू တောင်းပန်နေကိုင်းထဲမှာ तू तू တောင်းပန်ပြလိုက်တယ်ဘာလို့ခုနကဘာ तू ခြေစွမ်းအဲ့လိုမျိုးကျွန်တော်တောင်းပန်လက်ခံနေဗျာသိလား you have to prove it အခုချိန်မှာမဟုတ်ဘူးဗျာတမပွဲတဲ့ပွဲမှာခြေစွမ်းဥမာလက်ရှိမှာအာနာချိုပဲဖြစ်ဖြစ်ကျွန်တော်ကစားသမားတွေပဲကစားသမား၁၁ရောက်လုံး၁၁ရောက်လုံးကြည့်လိုက်ပြီး online မှာကြည့်လိုက်ဟာတမ next time we will do better together ဥမာလက်ရှိမှာတအဲ့ဒီရောဦးနာနာလို့ပေါ့နမန်ကြမားတက်ပြောရတယ်မမအောင် မန်နာမာတင်တူလူကောင်မျိုးကဘယ်တော့ငါခင်ဗျာအဟောင်းပွားဟောင်းပွားလုတ်ခဲ့လို့လေလက်ရှိမှာဒါကျွန်တော်ပရီးမီးယားလိနဲ့လေးတယ်ကျွန်တော်ချက်စီလိုသိမှုနဲ့ပရီးမီးယားလိရခဲ့ကစားသမားတယောက်ဘယ်တော့ငါ Instagram မှာဒါတက်ပြိုးအခုလက်ရှိမှာ social media ကစ်ကြီးမှာကလေးတွေအရင်ဟိုပြောမဇောင်ကြွားတယ်လို့ကျွန်တော်လည်းပုံကိုရာမြင်မိတယ် I don't like it တရေမီစိတ်ကြီးလည်းပျောက်ဆုံးနေနိုင်လူစိတ်ကြီးလည်းပျောက်ဆုံးနေတအားကြီးစားဆန်လာတဲ့ဒါကစ်ကြီးမှာဒါပြောမှဆိုရင်တော့ United တင်ဒါကြီးကိုပြောခုနကပြောနီးပြချက်လောက်ပြောင်းနေနီးပြခင်ဗျာတည်တဲ့အထိပြောင်းသွားလို့ရတယ် Then what ဒီပြတ်ပေါ်မှာတူမှာလေဘယ်လိုဝဲရှိုးရင်ဒါ Instagram မှာကျွန်တော်တို့မှားပါတယ်တောင်းပန်ပါတယ်ဆိုတဲ့ apology တွေကလွင်ဘာမှမယူတော့ဘူးလားတော်ပြီလားအဲ့တော့ပြောချင်တာကတော့ United ဒီနေ့ကတော့တရဲနီစိတ်တက်ပျောက်ဆိုနေအင်မတန်မှဆိုးရွားတယ်တရဲနီစိတ်တက်ဆိုတာခုနကဘယ် United ပြည်သက်တဲ့အသီးဆုံးပါအသီးဆုံးပါခုနကဘယ်လိုလဲ99မနိုင်ခံလို့တော့မဝိုင်းတော့ကြသေးတယ်အဲ့လောက်ထိဒါပြင်းထန်တဲ့ United ရဲ့ဒါကျွန်တော်တို့ mentality အဲ့ mentality ဘိုင်းကို ်ယူနိုက်တက်လုံးဝပျောက်ဆုံးသွားတယ်အခုချိန်ဒီလည်းပြန်ရှာမတွေ့သေးဘူးပြန်ရှာဖို့အတွက်လည်းဒီညမှာကျွန်တော်မြင်ရဆိုတာလန်ချူလန်ညူထူပြမယ်ဆိုဘရူနိုဗာနက်တကောင်ကလွယ်အဲ့ဒီမန်ဒလီဘဒုစီမှာမှရှိမနေဘူးအဲ့ဒါကယူနိုက်တက်လက်ရှိအကြီးမားဆုံး problem တွေကတခုပဲအဲ့တော့ရတဲ့တဲ့အဲ့ဒါအကြီးကိုပြောင်းလဲရမယ်ပြောင်းလဲပြည့်ရမယ်မပြောင်းလဲနိုင်ဘူးဆိုရင်တော့ it is what it is ပဲဆက်ပြနေမှာမဟုတ်မြင်တယ်အဲ့တော့ကျွန်တော်အဖေနဲ့ကျွန်တော်ဒီနေ့မှာတွေးပြတယ် United အသေးအဒီစိတ်သက်ပျောက်ဆုံးခြင်းကိုပြန်မရှာဖွေနိုင်ရင်တော့ United အသင်းနဲ့အလကားပဲ Bruno Fernandes တကောင်ပဲဒီနေ့ကပြန်မှန်းပြီးတော့ကျူးသွားယူမယ်ရှိမှာ CCC ကနေအရေးရောင်လေးတွေးရမှာဒီထက်ပိုပြီးဘာမှသိပြီးမထူးဆန်းတဲ့ဥစ္စာကိုတွေးရမယ်တဲ့မှာပါဒါပဲလက်ရှိမှာ reality ကဒီလောက်ပဲအဲ့တော့ပြောချင်တာလည်းပဲကျွန်တော်ဒီနားမှာနားချင်တယ်အဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုချင်တယ်ဆိုရင်တော့ YouTube Sport Media 3.0နဲ့ဒီ Before You တို့မှာ join လို့ဆိုတော့ပေါင်းကူညီလို့ရပါတယ် မြန်မာပြည်လက်ကလစ်ဖူမီဂျာဘာနဲ့အောက်ကကွန်မန့်တွေထဲမှာလည်း YouTube Media 3.0ဆိုတဲ့ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားကြည့်ကျွန်တော်မဆောက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖူမီဂျာဘာနဲ့မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြွဒီမှာတဲ့ကောင်းမွန်သောနေ့နေ့ဖြစ်ပါဆိုဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရေနောက်မှာ AC တွေ့ကြတော့မြန်မာပြည်လက်ကလစ်ပေးကြပါအောင်မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်ကျွန်တော်တို့ကိုပြောပြအားလုံးမကြွဒီမှာတဲ့ကောင်းမွန်သောညနေခင်းလေးဖြစ်ပါဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ကိုပြောပြအောင်တေးပါပါ